ဒီနေ့ရော Brandon Royval နဲ့ Joshua Van တို့မကြခင်ထိုးကြတော့မဲ့ပွဲအကြောင်းကိုနည်းနည်းသိသိဖွင့်ွေးကြည့်ချင်ပါတယ်။ဟုတ်ကဲ့ครับစိတ်ဝင်စားစရာကောင်းမဲ့ပွဲတဲ့ပွဲလို့ပြောနိုင်ပါတယ်။ဟုတ်ကဲ့နော်အရင်ဆုံး Fighter Neo ရဲ့အချက်အလက်လေးတွေနည်းနည်းပြောပြပါအောင်။ဟုတ်ကဲ့ um Joshua Van ကအသက်23နှစ်ပဲရှိတယ်။ Professional မှတ်တမ်းက14ပွဲနိုင်တပွဲရှုံး Brandon Rival ကတော့30နှစ်နဲ့ဆိုတော့အတွေ့အကြုံပိုရင့်တယ်ပေါ့။သူ့မှတ်တမ်းက69ခွန်း။อืม ဗန်ရဲ့ဟွာလေ striking rate ကတော်တော်များလည်းလိုချားတယ်အဲ့ဒါအဓိကတတိထားမိဆိုရပဲတမနစ်ကိုပြန်မြရှစ်တက်တမှန်ချက်လော့ထီတယ်ဆိုတာ promotion တစ်ခုလုံးမှာအမြင့်ဆုံးနှုန်းဖြစ်နေတာတော်တော်လေး active ချက်တဲ့ fighter ပေါ့ဟုတ်ပါပြီဆိုတော့ကျမတို့လက်ထက်မှာရှိတဲ့ဒီပွဲကြိုသုံးသက်ချက်ဒီခွဲချမ်းစိတ်ဖြာမှုတွေနဲ့အဓိကအချက်တွေဆွဲထုတ်ပြီးတော့သူရဲ့အားသာချက်အားနည်းချက်ပြီးတော့နီးပြူဟာပိုင်းဆိုင်ရာအပြိုင်မှုတွေဖြစ်နိုင်ခြေတွေကိုပို့ပြီးနားလည်အောင်ကြည့်ကြတာပေါ့နော် ဟုတ်ကဲ့အဓိကကွာခြားချက်ကတော့တိုက်ခိုက်ပုံစံပဲ rival ကအတွေ့အကြုံရပေါ်ပြီးစိတ်ရှည်တယ်ပြိုင်ဘက်အမားလောက်တာကိုစောင့်ပြီး counter ပေါ့အရင်ကနဗန်းသမားလို့တီးထားပေမဲ့အခုနောက်ပိုင်း striker ပုံစံပိုကစားလာတယ်ပွဲဆက်ဆက်ချင်းမှာနည်းနည်းအထနေတတ်တယ်ဆိုတဲ့အချက်လည်းရှိရနော်ဟုတ်ကဲ့အဲ့ဒါသူရဲ့ပုံစံပဲ van ကတော့သူစန့်ကျင်ပဲပဲ volume အများကြီးနဲ့ဖိအားပေးတယ်တောက်လျှောက်တိုက်စစ်ဆင်လာပေါ့ အမားနဲ့အောင်လဲကြိုးစားကစားပုံရတယ်။ဒါပေမဲ့ဟိုသုံးသက်ချက်တချို့မှာ van hit power ကလေအလဲလန့်အကွာဝိမ့်မြုံကနည်းနည်းအားနေနိုင်တယ်ဆိုပြီးပြောထားတာတွေ့တယ်။အဲ့ဒီအချက်လဲပါတယ်ဗျာ။သူ့ရဲ့ရက်တဲ့ပုံစံကြောင့်ဖြစ်နိုင်တယ်။အဲ့ဒါက royal လို့ counter fighter အသက်တော်အခွေရေးဖြစ်သွားနိုင်တယ်။ပြီးတော့ yan among လက်အရှိ reach ကတော့ဘလို့ရှိလဲ။အဲ့ဒီမှာ royal ကနည်းနည်းတားတယ်။သူ့ reach က68လမ van က65လမ။အာ ိတ်အများကြီးတော့မဟုတ်ပြင်မဲ့အေးပါနိုင်တာပေါ့နော်ဒါပေါ့အထူးသဖြင့် striking မှာဆိုအေးပါတယ်ဆိုတော့ van အနေနဲ့အကွာဝေးကိုတေချာထိန်းဖို့လိုလာပြီ royal ရဲ့ဟိုလက်တဆုံးအကွာဝေးကိုရှောင်ပြီးတော့လေအဝေးဆုံးဒါမှမဟုတ်အနီးကဆုံးကစားတာမျိုးလုပ်ရလိမ့်မယ်လို့သုံးသပ်ထားကြတယ်ဆိုတော့ rival က counter ဆောင်မယ် van ကအဲ့ဒီ counter ကိုပြန် counter လော့ရမယ်တဘောမျိုးဖြစ်လာနိုင်တာပေါ့အဲ့လိုဖြစ်နေခြင်းများတယ်ဗျာ van back ကပိုပြီး season နဲ့ကြပ်ပိုပိုပြီးစိတ်ရှည်ဖို့လိုလာနိုင်တယ် ဟုတ်ကဲ့ဒါဒီပိုက်ဒီပွဲနဲ့ပတ်သက်ပြီးအများဆုံးပြောနေကြတဲ့အချက်ကတော့ van ရဲ့ပြင်ဆင်ခြင်းပဲနော်အဲ့လားတကယ်အဓိကအချက်ပဲတော်တော်များများကအဲ့ဒါကိုပဲစိုးရိမ်နေကြတာဟုတ်တယ်သုံးပတ်အတွင်းမှာဒါကဒုတိယမြောက်ပွဲထိုးတာဆိုတော့ဟုတ်တယ်နခွန်ဝေးခတ်လုတ်ပြီးတော့တကယ် training camp လုပ်ရတဲ့အချိန်ကစနီရဲ့လောက်ပဲရှိတယ်လို့ပြောကြတယ်စနီရဲ့ထဲလား royal လို့အစစ်မြင့်ပြိုင်ပတ်နဲ့12 aqua ကတော့อืม တော်တော်လေးမျိုးကွန်ထိုးစရာပဲနော်ဟုတ်ပါတယ်လုံလောက်ပါမလားဆိုတာကတကယ့်ကိုစဉ်းစားစရာပါဂိင်းကနန်ဒီဘက်ကတော့ထူးခြားတာပါရှိတယ်လေ Vandia striking rate အပြင်ပေါ့ Royal ရဲ့ take down accuracy ကတချင်က85%ရှိခဲ့ဟူတယ်ဒါပေမဲ့ခုနောက်ပိုင်းတော့အဓိကကစားတာ striker ပုံစံဖြစ်နေပြီးတော့တုံးတက်ချက်တီမှာဖော်ပြရတယ်อืม Vandia take down defense ကတော့ အဲ့ဒါကတော့တော်တော်ကောင်းလေဗျာ81%ဆိုတော့မြင့်နေဆိုတော့ဒီပွဲကမြေပြင်ပေါ်ရောက်တော့ဖို့ထက်မတရက်တိတ်ကြတာပဲမြင်နာဖို့များတယ်ပေါ့ကြီးဒီမှာတော့ဘလို့ရှိတယ်အဲ့ဒါကနည်းနည်းအံ့ဩစရာပဲ van ကိုအနေငယ်အသာပေးထားတာတွေ့ရတယ် rival 1.96 van 1.84ဆိုတော့တိတ်မကွာပဲမဲ့ van back ကိုနည်းနည်းပိုးကြိုက်နေကြပုံပဲဟုတ်လားတချို့တုံးတစ်ချက်ဒီမှာဆိုရင် van နဲ့ရဖို့ပုံများတယ်လို့တောင်ရေးထားတာတွေ့လိုက်တယ်ဟုတ်ကဲ့သူတို့ကတော့ဒီဘွဲကတုံးချီပဲဆိုတော့လေ van ရဲ့ volume ဟာအဆုံးဖြတ်ထိသွားနိုင်တယ်လို့ယူဆပုံရတယ်။ပြင်ဆင်ချိန်ကိစ္စကိုတိတ်ထဲမတွက်တာလားတော့မသိဘူး။ Ừm ဆိုတော့အချို့ပြောရရင်ဒီပွဲရဲ့အဓိကအားပြိုင်မှုက van နဲ့လူငယ်အားမှန်ထိချက်များများနဲ့ rival ရဲ့အတွေ့အကြုံလက်အစာစီစိတ်ရှည်မှုကြားကပွဲလို့ပြောရမှာပေါ့။ဒါပေမဲ့အဲ့ဒါတွေအလုံးသက် van နဲ့ပြင်ဆင်ချိန်မလုံလောက်မှုကဘလောက်တက်ရောက်မလဲဆိုတာကအဓိကဖြစ်နေတယ်။အတိအကျပဲဗျာလူငယ်အားမှန်တဲ့ volume က ဟို training camp ကောင်းကောင်းမရခဲ့တာကိုကြော်လန့်နိုင်ပါမလားဒါမှမဟုတ် Royal ရဲ့အတွေ့အကြုံကအဲ့ဒီအားနည်းချက်ကိုအမိရအတုံးချတော်မလားဟုတ်ကဲ့နောက်ဆုံးနေ့ရစဉ်းစားကြလေတခုပေါ့ Royal ကအစာပိုင်းမှာအထုံနေရတယ်ပွဲကတုံးကြည့်ပဲဆိုတော့ van ရထီချက်များများကပထမအကြီးဒုတိယအကြီးလောက်မှာ Royal ကိုအသာစီးရသွားနိုင်မလားအဲ့ဒီအချိန်မှာသူ့ရဲ့ပြင်ဆင်ချိန်နည်းတဲ့တန်ကတိတ်မတိတာသေးဘူးဆိုရင်ပေါ့ဖြစ်နိုင်တာပေါ့ဒါမှမဟုတ် ဟိုပြင်းရှင်းချင်းမလုံလောက်မှုကပွဲစားကလေးကတိတိတသာအားနေချက်ဖြစ်နေမလား rival လိုစိတ်ချတဲ့ဝါရင်နဲ့ပြန်ပတ်ရှိမှာအဲ့ဒါကပိုးပြီးထင်ရှားနိုင်တယ်ဟုတ်ပါတယ်ဒါကတော့တကယ်ပဲစောင့်ကြည့်ရမယ့်အချက်ပါပဲဒီနေ့တလောက်နဲ့ပဲအဆုံးသတ်လိုက်အောင်နော်ဟုတ်ကဲ့ပါဗျာ